ခုကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအလေးကတော့ကျွန်တော်တို့ဒီဝက်မီဖုန်းတွေပဲဖြစ်ဖြစ်ဒီချောင်းမီဖုန်းတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ Play Store ထည့်လို့ရလားဆိုတော့အခြေအနေလေးကိုကြည့်လို့ရတဲ့နည်းလေးနဲ့ဒီ Play Store ထည့်တဲ့နည်းလေးကိုကျွန်တော်ပြောပြပေးခြင်းတာဖြစ်ပါရနော်ဒီ Play Store ကိုကျွန်တော်မပြောပြခင်ဒီဝက်မီဖုန်းတွေအကြောင်းလေးကျွန်တော်နည်းနည်းပြောပြပေးခြင်းတာပဲဖြစ်ပါရဗျဒီဝက်မီဖုန်းတွေဟာဖြင့်ကျွန်တော်တို့ဒီမြန်မာပြည်ကိုဒီ state ပဲအနေနဲ့လည်းလာတယ် global အနေနဲ့လည်းလာတယ် ကျွန်တော်ဒီ global အနေနဲ့ဆိုတော့ပူစရာမလိုဒီ play store က auto ရာ visa ဘာအဲ့ဒါမှပူစရာမလိုဘူးပေါ့နော်ဒီ stable ဖုန်းနဲ့လာတဲ့ဖုန်းမျိုးစားရဆိုရင်တော့ကျွန်တော်တို့ကဒီ play store ရမရတော့ချက်စဉ်းစားရမှာဖြစ်ပါရဲ့နော်အခုနောက်ပိုင်းဖုန်းတွေတော်တော်များများကတော့ကျွန်တော်တို့ဒီ Google Basic ပါလာကြတာများပါရဲ့နော် Google Basic ပါလာမပါလာဆိုတော့လည်းကျွန်တော်အစုံမှကြည့်ရဒီလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါရဲ့ဗျာဒီဒီကလေး play store ကဒီ Google Pixel မပါခဲ့ဘူးဆိုရင်ဒါမှကျွန်တော်တို့ကဒီ MIUI version ကိုတစ်ချက်ကြည့်လို့ရပါရဲ့နော်ဒီ MIUI version ကကျွန်တော်ဒီ7.5 point အောက်ထက်ဆိုရင်ကျွန်တော်တို့ global မချိန်မဲနဲ့ကျွန်တော်ဒီ Play Store ထည့်လို့ရတဲ့နည်းလေးရှိပါတယ်ဗျတကယ်လို့ MIUI 7.5 point အထက်ဆိုရင်အထက်လည်းဖြစ်တယ်ကျွန်တော်တို့ကဒီ Google Pixel လည်းမပါဘူးဆိုရင်တော့ကျွန်တော်တို့ global ချိန်မှာပဲအဆင်ပြေဖို့များပါတယ်နော်ဟုတ်ဒါကဒါဆိုကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ဖုန်းက Google Pixel ပါလားမပါလားဆိုတော့တစ်ချက်သွားကြည့်ရအောင်နော် တော်တို့ဖုန်းရဲ့စက်တင်ထဲကိုဝင်မယ်နော်ပြီးရင်ကျွန်တော်တို့အောက်ကိုနည်းနည်းဆွဲမယ်ပြီးရင်ကျွန်တော်တခုမြန်ပြရဒီအကောက်အောင်ဆိုင်းရဲ့ဆိုရတဲ့တစ်ချက်သွားမယ်နော်ဒီနေရာမှာကျွန်တော်တို့ဒီ cookie လို့ပါတယ်ဆိုတော့ကျွန်တော်ဒါ cookie basic ပါတယ်ပေါ့နော်ဒီ cookie basic ပါတယ်ဆိုရင်ကျွန်တော်တို့က ဒီကိုကဲ Play Store လေးကိုစပြားနေပဲ Google ကျွန်တော်တို့ကပြီးရင်ဒီမြည့် application ဖြစ်တဲ့ Get application ကနေပဲကျွန်တော်တို့ကဒေါင်းလောင်းထောင်းပြီးတော့ကျွန်တော်တို့ကအကုန်အသုံးပြုလို့ရပါရဲ့เนาะတကယ်လို့အဲ့ဒီနေရာမှာ Google basic မပါဘူး Google မပါဘူးဆိုရင်တော့ကျွန်တော်တို့ကဒီတိုင်းစပြားနေကုလို့မရပါဘူးเนาะဒီ down လို့လည်းမရပါဘူးကျွန်တော်တို့ကဒီ MIUI 7.0ဆိုရင်တော့ထည့်လို့ရရည်လို့ရှိတယ်တကယ်လို့ MIUI 7.0အထက်ဆိုရင်တော့ global scene မှာပဲအဆင်ပြေဖို့များပါတယ်เนาะ